ရှိကောင်စီတပ်မှရာရီအပြစ်ခတ်ရက်စီရေးထုတ်ပြန်ပြီး၁၂နှစ်ရအကြာထူးဆစ်စင်တိုက်ခိုက်မှုများပြုလုပ်မတ်လ၂၈ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်နောက်ဆက်တွဲ KCR အတွက်၂025ဧပြီလ၂ရက်နေ့မှ22ရက်နေ့အထိရာရီအပြစ်ခတ်ရက်ကြောင့်ရှိကောင်စီကယနေ့ညနေပိုင်းတွင်ကြေညာခဲ့တော်လဲကချင်ပြည်နယ်နေရအနက်တွင်ထူးဆစ်စင်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေပါတယ်ဧပြီလ၃ရက်မနက်9နာရီခွဲမှစ၍ဝိုင်းမော်ဝါရှောင်းလမ်းမပေါ်တွင် လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံများဆက်တိုက်ကြနေရပြီးစစ်ကောင်စီနဲ့ KIA အင်ကြားတိုက်ပွဲပြင်းထန်နေပါတယ်။မရပါဘူးကွာအခုပြစ်နေကြတာတအုံအုံတုံတုံ15မိနစ်လောက်ရှိပြီလို့ဝရှောင်းဆရာတော်ရဲ့ online လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါတယ်။စစ်ကောင်စီတပ်မှထိုးစစ်ဆင်လာတော့ကြောင့် KIA မှအခုခံတိုက်ခတ်ခြင်းဖြစ်ကြောင်းလူမှုကွန်ရက်တည်င်းစာများတွင်ပေါ်ပြထားပါတယ်။ထို့ပြင်စစ်ကောင်စီတပ်မှယနေ့မနက် ၆ရက်ခွဲခန့်တွင်စကိုင်းတိုင်းအင်ဒိုတဝိုက်တွင်ဝိုင်းထွဲလီရင်ဖြင့်ဘုံ55ကျင်ခန့်လာရောက်ပစ်ခတ်ခဲ့ပြီးနောက်ဘုံမုံမြို့ဘက်မနက်၈ရက်ခွဲခန့်တွင်၎င်းလီရင်ဖြင့်ဘုံ30ခန့်ပစ်ခတ်ခဲ့ကြောင်းပဒဝန်ဆန်းလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါသည်။ပြီးခဲ့တဲ့ဧပြီ၁ရက်နေ့တွင်လည်းဖက်ကမြို့နယ်လောဝကြီးရွာတလျှောက်တွင်စစ်ကောင်စီနှင့်မင်းစင်တန်ပြည်သူ့စစ်ဦးပေါင်းတပ်များနှင့် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါသည်။ KIO အမျိုးသားညီညွတ်ရေးအစိုးရ NUG PDF နဲ့ညီနောင်မဟာမိတ်များဖြစ်ကြသည့်ရခိုင်တပ် AA ကိုကန်တပ် MNDAA နဲ့တအောင်းတပ် TNLA တို့ကလည်းခုခံတရာကွယ်သည့်တုံ့ပြန်မှုမျိုးမှလွေ၍ခိုးစစ်ဆင်မှုများယာယီရက်စဲထားကြောင်းထုတ်ပြန်ထားပါသည်စစ်ကောင်စီတပ်တီရှမ်းပြည်နယ်မြောက်ပိုင်းနေရအချို့တွင်ငလင်လုတ်ခတ်ပြီးချိန်မှစ၍လေကြောင်းပုံးကျဲလက်နက်ကြီးပြထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပါသည်။